မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 1ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်လွယ်ကျဲလမ်းမှာရှိတဲ့စစ်ကောင်စီရဲ့ဘျူဟာစခန်းကြီးဖြစ်တဲ့စိန်လုံးဘျူဟာတပ်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကဒီကနေ့မနက်9နာရီမှာသိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘျူဟာမူးထိုင်တဲ့ဘျူဟာကုန်းမှာကာကင်း9ခုတောင်ကာထားတာအဲ့ဒီစခန်းကိုရပါပြီလို့ကချင်စီရေးသတင်းအင်းမြစ်ကပြောကြားထားပါတယ်။စိန်လုံးဘျူဟာကုန်းဟာ စစ်ဆေးကုကဲမှုဌာနချုပ်စကခ27တက်မှမူထိုင်တဲ့ဘူဟာကုန်းဖြစ်ပြီးတော့48မိုင်ခန့်ရှည်တဲ့မိုးမောက်လွယ်ကျဲတောင်ပေါ်လမ်းပိုင်းကနေပြီးတော့အကြီးဆုံးတပ်စခန်းလည်းဖြစ်တယ်လို့သိရပါတယ်။ဗမော်လွယ်ကျဲလမ်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကို KIA ကမက်စလာ28ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ရာရောယုံဘူဟာစခန်းအပါအဝင်တပ်စခန်းတွေကိုမက်စလာ28ရက်28ရက်နေ့တွေမှာတိမ့်ပိုင်နိုင်ခဲ့ပြီးတော့မက်စလာ29ရက်နေ့မှာစိန်လုံဘူဟာစခန်းကို KIA ကဆက်လက်ပြီးတော့ထိုးစစ်ဆင်ခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ကလေချောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေနဲ့ခုခံနေတဲ့ဂျားတွေကနေပြီးတော့ထိုးစစ်၄ရက်မြောက်နေ့ဧပြီလ၁ရက်နေ့မနက်မှာအပိသက်သိမ့်ပိုင်နိုင်ငံချင်းဖြစ်တယ်လို့သိရပါဗျ။မက်စလာ၃၁ရက်နေ့ညပိုင်းအထိကိုစစ်ကောင်စီကအတွဲလိုက်ဒုံးတွေကိုအုံပြုတ်ပြီးတော့စိန်လုံးစခန်းမကြဆုံးရိတ်အတွက်ပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့တခြားစီရေးသတင်းရေးမိကလည်းပြောကြားထားပါဗျ။မက်စလာ31ရက်နေ့ညကစခန်းသိမ်းတိုက်ပွဲဆင်နွှဲတဲ့အချိန်မှာတိုက်ပွဲဟာအလွန်ပြင်းထန်ခဲ့ပြီးတော့ စေကောင်စီကလေချောင်းကနေဘုံကျဲပြီးလက်နက်ကြီးပစ်ကူပေးခြင်းတွေကိုပြုလုပ်ပေးခဲ့တယ်လို့သတင်းရရှိပါရတယ်။တိုက်ပွဲအတွင်းမှာစေကောင်စီရဲ့ရဟတ်ရင်တစည်းကို KIA ကပစ်ချလိုက်နိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတော့လဲတီးခြားအတိမပြုတ်နိုင်သေးဘူးလို့သိရပါရတယ်။စိန်လုံးမြူဟာရောယုံမြူဟာနဲ့ကာကင်းစခန်းတွေအပါအဝင်ဘုံမော်လွဲကျဲလမ်းမှာရှိတဲ့စေကောင်စီရဲ့တပ်စခန်း၁၀ခုကျော်ကို9ရက်အကြာမှာ KIA ကတိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရတယ်။ KIA ကမက်စလ9ရက်နေ့မှာထိုးစစ်အရှိန်မြင့်တင်ပြီးတော့စေကောင်စီရဲ့တပ်စခန်းတွေကို တပြိုင်နက်ထဲတိုက်ခိုက်ခဲ့ရာအဲ့ဒီနေ့ကနေပြီးတော့မတ်လ26ရက်နေ့အတွင်းမှာမြကြီးနာဘုံဘော်လမ်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းအားလုံးနှီးပါးကိုတိမ့်ပတ်ခဲ့ပြီးတော့28ရက်နေ့ကနေပြီးတော့ AP လတရက်အတွင်းမှာဘုံဘော်လွယ်ကျဲလမ်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းအားလုံးကိုတိမ့်ပတ်ခဲ့တယ်လို့သိရပါတယ်။လွယ်ကျဲမြို့ကိုလည်း KIA ကဝိုင်းရံပိတ်ဆို့ထားပြီးတော့စစ်ကောင်စီတပ်တွေကိုထွက်ခွာဖို့အတွက်သတိပေးထားတယ်လို့သိရပါတယ်။ KIA ကစိန်လုံတပ်စခန်းကြီးအပါအဝင်မတ်လ9ရက်နေ့ကနေပြီးတော့ဒီကနေ့မနက်အထိကို စစ်ကောင်စီရဲ့တပ်စခန်းပေါင်း60ကျော်ကိုသိမ်းပိုက်ထားကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်စိန်လုံကကြီကျေးရွာအနီးမှာရှိတဲ့တိန်ယောင်တပ်စခန်းကစစ်ကောင်စီတပ်သားတွေဟာစခန်းကနေဆုံးခွာကနေအချိန်မှာရိတ်ခါဆန်တွေကိုဖြန့်ကျဲပြီးတော့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ29ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိန်ယောင်တပ်စခန်းသိမ်းပွဲမှာ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အချိန်မှာရိတ်ခါတွေကို စခန်းအတွင်းမှာဖြန့်ကျဲပြီးတော့ဖြက်စည်းကစွန့်ခွာထွက်ပြေးသွားကြတယ်လို့သိရပါတယ်။သူတို့ရဲ့စခန်းမှာပြည်သူတွေစီကနေရတဲ့အခွန်အနေနဲ့ပေးထားရတဲ့ရိတ်ခါတွေစံတွေကိုဖြန့်ကျဲဖြက်စည်းပြီးတော့စခန်းကနေပြီးတော့ထွက်ပြေးသွားတယ်လို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီတက်စခန်းအပြင်လွယ်ရင်းပန်ခရံဝါလိုင်းဖုံရံနဲ့ပြင်းဝိုင်းစခန်းတွေကို KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အခုညီတောင်းကျင်နာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ထားကြဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအဓမ္မစိတ်ခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုံတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးကြပါအတင်းမတောင်းဆိုပါဘူးကျေးဇူးအထူးတင်ရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းဒဝယ်မြို့နယ်အကြမ်းဖက်စစ်ကောင်စီရဲ့အမြောက်တပ်300နှစ်တရင်စီကိုစစ်အင်အားဖြည့်တင်းလာတဲ့မြေတေကားနှစ်စီးကိုပြစ်ခတ်တိုက်ခဲ့ရာ စစ်သားအယောက်40ခန်းတိမ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရေပြူမြို့နယ်ကလိန်အောင်မြို့ဘက်ကနေပြီးတော့ရေးတဝဲလမ်းမကြီးအတိုင်းဒဝဲမြို့နယ်အာမတ300နဲ့တရင်စီကိုစစ်အင်အားဖြည့်တင်းလာတဲ့မြေတဲကားနှစ်စီးနဲ့လာရောက်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဂျားဖြတ်တိုက်ခတ်ရာကားတစီးလမ်းဘေးကိုထိုးကျတိမ်းမောက်သွားခဲ့ပြီးတော့ကားပေါ်မှာပါလာတဲ့စစ်သားအယောက်40ခန်းတိမ်ဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို KNLA တပ်မဟာ6 တိုက်ရင်း29နဲ့ဘာထူးတက်မတော့ဘီအေရှိတက်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တော်လိုင်းတက်ဖွဲ့ဝင်တွေအထိကိမရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။2024ခုနှစ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကိုစီရေးအရှိန်မြှင့်တင်ပြီးတော့အမြင့်ပြတ်တိုက်ခိုက်ချေမုန်းသွားမှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့စီရေးအသည့်သတိရှိစွာနဲ့တွာလာနေထိုင်ကြဖို့နဲ့ပြည်သူကာကွယ်အဖွဲ့တွေကတရားဝင်အသိပေးထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေကိုလေးစားလိုက်နာကြဖို့ကိုဘာထူးတက်မတော်ကမြစ်တာရက်ခံထုတ်ပြန်ထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပသိမ်ကြီးမြို့နယ်နန်းဦးလွင်ကျေးရွာအုပ်စုကံကောက်ကုန်းတန်းနယ်တဲကုန်းရွာကထောင်ထဲချီတဲ့နေအိမ်တွေကိုဓာတ်အားလိုက်နဲ့မလွတ်ကင်းတဲ့အတွက်ဆိုပြီးတော့အေပီလ၄ရက်နေ့နောက်ဆုံးထားပြီးအပီးပိုင်ဖြတ်သိမ်းမှုနဲ့တတ်မှတ်ရကြော်ရင်လာဖြတ်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ရွှေစာရံအောင်ပင်လယ်230 kV ဓာတ်အားလိုက်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ85ဗီအတွင်းကြာရောက်နေတဲ့နေအိမ်တွေကိုဖျက်ဆီးမှာဖြစ်တယ်လို့စစ်ကောင်စီအုပ်စုကမက်စလာ30ရက်နေ့ရက်စွဲနဲ့စာထုတ်ထားတယ်လို့သိရပါဗျာ။ ဓာအားလိုက်နဲ့မလွတ်လို့ဆိုပြီးတော့ကံခေါက်ရွာသားမကကုန်းတဲနဲ့တဲကုန်းရွာကအိမ်တွေကိုလည်းဖျက်သိမ်းမဲ့အကြောင်းကိုစစ်ကောင်စီအုပ်စုကစားရီလာကတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်တဲကုန်းရွာကဖျက်ရမယ်အိမ်တွေကိုစာရွက်တွေလာပေးတယ်ကြက်ချေကတ်တွေလာခတ်တယ်တာဝါရိုင်းကျိုးအောင်မလွတ်လို့တဲ့တဲကုန်းကွက်တဲ့ပိုင်းပေါ့အဖျက်ခံရမယ်အိမ်ကြီးကတထောင်ကျော်လောက်ရှိမယ်အားလုံးကငိုနေကြတာပေါ့စပြီးတော့ရွှေ့ကြပြောင်းကြတာတော့မရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်နေအိမ်တွေကိုဖျက်ဆီးခံရမယ်ကံကောက်ကုန်းတန်းနဲ့တဲကုန်းရွာက ပတိန်ကြီးမြို့နယ်ထဲမှာပါဝင်ပေမဲ့မန္တလေးမြို့နယ်ထိစပ်နေတဲ့ရွာတွေဖြစ်တယ်လို့သိရပါတယ်။အင်ဂျီထောင်နဲ့ချီပါတယ်။အခုလူတွေအကုန်လုံးကယူမတက်ဖြစ်နေကြရပြီ။မနေ့ကကလေးကတရွာလုံးပွက်လို့ရိုက်နေကြတာပါ။အခုကျိုးအောက်ကအကုန်လုံး၄ရက်နေနောက်ဆုံးဖြတ်ခိုင်းတာပါလို့ကံကောက်အရှိရက်ွက်မှာနေထိုင်တဲ့ဒူဒူကပြောပြလာပါတယ်။ဒံအားလိုက်နဲ့မလွတ်တဲ့အိမ်လေးကိုအေပီလာ၄ရက်နေနောက်ပိုင်းမှာဘာရောက်ဖြက်စီးမှဖြစ်ကြောင်းကိုစစ်ကောင်စီအုပ်စုကစာထုတ်ပြီးတဲ့နောက်ချက်ချင်းဆိုသလိုမီတာဘုံးတွေကိုလာဖြုတ်နေတယ်လို့ဒေသခံတွေကပြောပါရတယ်။ မီးကျိုးအောက်ကအိမ်တွေကိုမနေ့ကမီတာဘုံတွေလာဖြုတ်သွားပါတယ်။အင်ဂျီတထောင်ကျော်ပါတယ်။မီတာရုံးကဒူဦးစီးနဲ့လက်နက်ကင်၄ဦးအတူလာပြီးတော့မီတာဘုံတွေကိုဖြုတ်သွားတယ်။မီတာရဖို့ကကြေးရမီလင်းရေးကော်မတီမှာ၃သိန်းသွင်းရပါတယ်။မီတာရုံးမှာလည်းထပ်သွင်းရတယ်။မုတ်ဘူးလည်းပေးရပါတယ်။အိမ်ကိုမီတာရုံးကကွင်းစင်းလာကြည့်ပြီးတော့မှမီတာလာချပေးတာပါ။အဲ့ဒီတုန်းကလာကြည့်ပြီးမှမီတာလာချပေးတဲ့လျှက်စစ်ရုံးကလူတွေကကျိုးအောက်ကအိမ်မှန်းတည့်ရနဲ့မီတာချပေးခဲ့တာပါလို့ဒေသခံတွေကပြောပြခဲ့ပါတယ်။ အဲ့ဒီဓာအားလိုက်နဲ့မလွတ်ဘူးလို့စစ်ကောင်စီအုပ်စုကတတ်မှတ်တဲ့နေအိမ်နဲ့မြေတွေကိုပြည်သူတွေကစာချုပ်စာတမ်းတွေတကွတရားဝင်ဝယ်ယူပိုင်ဆိုင်ထားကြတာမို့လို့ဆုံးရှုံးနေတာမျိုးတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်လက်ရှိမှာတော့မြေရောင်းသူရောတပ်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကပါဘသူကားမှတာဝန်ယူဖြည့်ရှင်းတာမရှိဘဲနဲ့ဓာအားလိုက်နဲ့လုကင်းတဲ့မြေတွေကိုအခုရပ်ပိုင်းအတွင်းမှာဈေးတွေတင်ပြီးတော့ရောင်းချနေတယ်လို့ဒေသခံတွေကပြောပါတယ်စာချုပ်တွေနဲ့ဝယ်ခဲ့ကြတာပါမြေပိုင်ရှင် တထေးတွေကတောင်းဝင်ယူမဖြည့်ရှင်းပေးကြပဲနဲ့မဆိုင်သလိုနေကြပြီးတော့ကျိုးလွတ်တဲ့ကြံတဲ့အကွက်တွေကိုလည်းဈေးတွေမတရားတင်ပြီးတော့ရောင်းနေကြပါတယ်လို့ဒေသခံတွေကပြောပါတယ်ထောင်ထဲခြိတဲ့နေအိမ်တွေဖျက်ဆီးခံရမယ့်အရေးနဲ့ပတ်သက်ပြီးတော့အေပီလာတရက်နေ့မှာကံကောက်ရွာရွှေဘုံသာဖုန်ကြီးကျောင်းထဲမှာအစည်းအဝေးရှိတယ်လို့ဒေသခံတွေကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကစစ်သားတဲ့စူဆောင်းပေးနေတဲ့ရက်ွက်ကျေးရွာအုပ်ချုပ်ရေးမှုများယာယီမှုများစေအိမ်မှုများရဲ့တားနဲ့တူတော်ဆက်သူတွေကိုစစ်မှုထမ်းခွင့်ယာယီကင်းလွတ်ခွင့်ပြုတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့စစ်သားစုဆောင်ပေးတဲ့အကူတွေရဲ့တားတွေတူတော်ဆက်သူတွေဒါမှမဟုတ်ရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကစရင်ကင်းလွတ်ခွင့်ပြုစေခြင်းနဲ့သူတွေကိုယာယီစစ်မှုထမ်းခွင့်ကင်းလွတ်ခွင့်ပေးထားတယ် အဲ့ဒါကနားလည်မှုနဲ့ခွင့်ပြုထားတာလို့ရန်ကုန်တိုင်းစစ်ကောင်စီရဲ့သတင်းအရင်းမြစ်ကပြောဆိုခဲ့ပါတယ်စစ်သားတဲ့စူဆောင်းမှုနဲ့ပတ်သက်ပြီးတော့အဓိကဦးဆောင်ပြီးတော့လုတ်ကင်နေရတဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့လုံခြုံရေးအတွက်ဆောင်ရွက်ပေးရန်စစ်ကောင်စီကစစ်တပ်နဲ့ရဲတွေကိုညှို့ကြားထားပြီးတော့လိုအပ်ပါကရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့မိသားစုတွေကိုလုံခြုံတဲ့နေရာတွေကိုပြောင်းရွှေ့ကူညီပေးကြဖို့ကိုလည်းအမိန့်ပေးထားတယ်လို့သိရပါတယ်လက်ရှိမှာစစ်ကောင်စီကစစ်သားတပ်တွေအဖြစ်နဲ့တနင်္ဂနွေလုံးကလူငယ်တွေကို အတင်းအဓမ္မစုဆောင်လျက်ရှိပြီးတော့ရန်ကုန်ဒဂုံမြို့တက်မြောက်ပိုင်းကလူငယ်တွေကိုရှမ်းပြည်နယ်ကိုပို့ဆောင်မှုတွေရှိနေတယ်လို့သိရပါတယ်ရန်ကုန်မြောက်ဒဂုံ49ရပ်ကွက်ကကလေး2ယောက်ကိုရန်ကုန်မှာဘာတင်တန်းမှမပေးဘဲနဲ့ခေါ်သွားတာမက်စလာ29ရက်နေ့ကခေါ်သွားတာမနေ့ကသူတို့ဖုန်းလာတာရှမ်းပြည်ရောက်သွားပြီတဲ့ညီကို2ယောက်ပါ2ယောက်လုံးကိုခေါ်သွားတာတက်ထဲမှာပဲထားတယ်လို့ဆွေမျိုးတအုပ်ကပြောပြလာပါတယ်အလားတူပဲမြောက်ဒဂုံ30ရပ်ကွက်32ရက်ကွက်ကလူငယ်တွေကိုလည်းရန်ကုန်မှာစစ်တင်တဲ့မတက်ရဘဲနဲ့ရှမ်းပြည်နယ်တောင်ကြီးမြို့ကို ို့ဆောင်ခံနေရကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာနိုင်ငံတဝန်းလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ